ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဟာချွေးမရဲ့ဒီနေ့အရန်ပူနေရပဲရက်တောင်ခရင်ခိုင်နဲ့လက်တွေတောင်ညောင်းလာပြီဒါပေမဲ့ဒီအပူတန်းနဲ့တက်တာရမရနိုင်ဘူးအမေပြောတာလုံးဝမှန်တယ် ဒီနေ့ရဲ့ညရသီးအားတခြားနေ့တွေထက်ပိုပြီးတော့ဆိုးတယ်ဆိုပြီးလူတိုင်းရဲ့ပဆက်ပေါ်မှာရှိနေတယ်။အမေရေအမေရေအမေရေအမေပမာလဲငါတီမာပါရုတ်တရက်ဘာဖြစ်သွားလဲအမေရေအပြင်မှာဖတ်ထုတ်ရောက်နေသူလားလေအမေတိလားအလုံးကသူ့စီကနေဖတ်ထုတ်ကိုဝဲနေတယ်ဘေးအင်ကစိုးမင်းနဲ့ဤချိုးတို့ကတော့မှဖတ်ထုတ်တသောမိုးဝယ်တယ်အမေတားတို့လည်းပတ်စံပေးပါလားတားတို့လည်းဖတ်ထုတ်စားကြင်နေပတ်စံ အခုငါဒီအပြစ်ကင်းတဲ့ကလေးတွေကိုဘယ်လိုရှင်းပြမလဲသူတို့ရဲ့အမေကချမ်းသာတဲ့မျိုးသမီးတယောက်မဟုတ်ဘူးစင်ရဲတဲ့မျိုးသမီးတယောက်ဖြစ်တယ်ဆိုတော့လေအမေရေပြီးပါလားတားရေပါလဲဆိုတော့ဒီလဲနဲ့ရောင်းတဲ့ဖတ်ထုတ်တွေကမကောင်းဒီလဲနဲ့ရောင်းတဲ့လူတွေကညင်ညစ်ပပတ်နဲ့အဲ့ဒါတွေကိုလှုပ်ကြတယ်နင်တို့ညောင်းနားလဲတယ်မလားငါနင်တို့ကိုနောက်တစ်ခါမှတန်ရှင်းတဲ့နေရာဖတ်ထုတ်ဝဲကျွေးမယ်အမေအမေကအမြဲတမ်းတီလို့ပြောတာပဲ မေကမနေ့ကဂတိပေးရလေအမေဒီနေ့တမီးတို့ဒေချာပေါက်ဖတ်ထုတ်ဝဲကျွေးမယ်ဆိုဒါပေမဲ့အမေကဒီနေ့လည်းဂတိကိုဖြတ်ခဲ့တယ်ကလေးတို့ရေနင်တို့အမေနဲ့ဒီလိုစကားမပြောအောင်လေပြီးတော့အမေကဒီဖတ်ထုတ်တယ်မကောင်းဘူးလို့ပြောတယ်မလားအဲ့ဒါဆိုရင်ဒါရီကိုမစားနဲ့ပေါ့ငါတို့နင်တို့ကောင်းတဲ့နေရာနဲ့ဖတ်ထုတ်ဝဲကျွေးပါမယ်ဒါရီကိုစားဖို့အတင်းကျပ်မလုပ်ပါနဲ့ဟုတ်ပါတယ်ကလေးတို့ရေဒီဖတ်ထုတ်တွေကမကောင်းသီလားအမေကလေးတို့ကိုကောင်းတဲ့ဖတ်ထုတ်ဝဲကျွေးမယ်လေ အားလုံးရဲ့စကားကိုကြားပြီးတနောက်စရာကလေးတွေက တိတ်ဆိတ်သွားကြပါတယ်ပြီးတော့သူတို့ကပါဇက်ပိတ်ပြီးအပြင်မှာဆော့ဖို့အတွက်ပြန်ထွက်သွားလိုက်ပါတော့တယ်ဒီပုံမြင်လေးကတော့မာယာရဲ့စင်းရဲတဲ့မိသားစု ပုံမြင်လေးပဲဖြစ်ပါတယ်အဲဒီမှာမာယာကသူ့သားသမီးနှစ်ယောက်ယောက်ျားယောက်ျားမရဲ့ယောက်မရဲ့နဲ့အတူနေထိုင်ပါတယ်သူတို့တွေကစင်းရဲကြပါတယ်ပြီးတော့စင်းရဲမှုနဲ့ပူဒဏ်ကိုခံပြီးတော့ပဲနေထိုင်နေရပါတယ်မာယာရဲ့ကလေးတွေကဖတ်ထုတ်ကိုရမ်းစားကြင်ကြပါတယ် ဒါပေမဲ့စင်းရဲမှုကြောင့်အကူအညီမနေတဲ့မာယာကသူတို့ကိုဘာမှမကြွေးနိုင်ပါဘူးဒီလိုနဲ့ပဲဆက်လက်သွားနေပါလိမ့်ဒီနေ့မှတော့မာယာရဲ့ခလေးတွေကကြောင်းကနေပြန်လာနေပါလိမ့်သူတို့ကလမ်းမှာမာယာရဲ့ချမ်းသာတဲ့အင်းဒီနာချင်းနေကြီးရဲ့ခလေးတွေကြောင်းလာတာကိုတွေ့ပါလိမ့်ဤချိုးရီဒီနေ့စားတော့ဆိုင်ရာဖတ်ထုတ်တွေကရန်စားကောင်းနေတော့ငါတို့စားကျင်တဲ့လောက်အများကြီးစားလိုက်တော့ဟုတ်တယ်ကိုကြီးဒီနေ့ဖတ်ထုတ်နဲ့မနေ့ကလှည့်ရဖတ်ထုတ်နှစ်ခုလုံးကအရင်အရသာရှိတယ် တီဆင်းရတဲ့ထက်မြက်နဲ့ဆူဆူတော့စားတော့မစားလိုက်ရဘူး။ဤချိုရေနေမသိလို့ပါ။ငါတို့မိအောင်ငါတို့ပြောပြထားတယ်။လဲနေအောင်နဲ့ဖတ်ထုတ်တရားရဲညက်ပတ်တဲတဲ့။ဒါကြောင့်ငါတို့အရာတွေမစားတာ။နားလေလား။ဟာဟာနင်တို့အမေကလုံးဝအမှားကိုပြောတာပဲသိလား။ငါတို့မိအောင်ပြောပြတယ်။နင်တို့ဘာလို့ဖတ်ထုတ်ကိုမဝဲကြတာလဲဆိုတာလေဘာလို့လဲဆိုတော့နင်တို့ကစင်းရဲတယ်နင်တို့စီမှာဖတ်ထုတ်စားဖို့အတွက်ပတ်စံမရှိလို့လေ ။ဤချောရဲ့စကားကိုကြားပြီးတော့ထက်မြက်တဲ့စုစုလိုမောင်နှမနှစ်ယောက်လုံးကတိတ်ဆိတ်သွားကြပါလိမ့်။ဒီလိုနဲ့အိမ်ရောက်လာတဲ့အချိန်ထက်မြက်တဲ့စုစုကိုစိုးမင်းနဲ့ဤချောတို့ကတခုမဟုတ်တခုပြောပြီးလာပါလိမ့်။ပြီးတော့အင်ကိုရောက်လာပြီးနောက်။အော်ငါရဲ့ချစ်လာစွာသောသားလေးနဲ့သမီးလေးကဘာလို့မျက်နှာမှဲ့နေကြရလဲ။ဆရာမတခုခုပြောခဲ့လို့လား။အမေကလူလိမ့်မယ်။အခုသားတို့တိသွားပြီအမေကသားတို့ကိုဘာလို့ဖတ်ထုတ်ဝဲမကျွေးလဲဆိုတာဒါရီကညစ်ပတ်နေလို့မဟုတ်ဘူးသားတို့ကဆင်းရဲတယ် အဲ့ဒါကြောင့်အမေကသားတို့ကိုမကြွေးရမလားထမရရဲ့စကားကမားရရဲ့နှလုံးသားကိုတက်ရိုက်ထိသွားခဲ့ပါလေအဲ့ဒီအကူညီမဲ့နေတဲ့အမေကသူ့ရဲ့အပြစ်ကင်းစင်တဲ့ကလေးတွေကိုဘာပြောရမလဲဆိုတာနားမလဲတော့ပါဘူးနောက်တစ်ဖက်မှာတော့နန်တားရေကောလိပ်ပြီးတရားနင်ကဘာဖြစ်သွားမှန်းမသိဘူးနင်ကငါတို့နဲ့လည်းလာမတွေ့ဘူးနင်မှတ်မိလားငါတို့ကကောလိပ်မှာပေါင်ပြီးဖတ်ထုတ်စားကြတာလေလာဒီနေ့အားလုံးတပေါင်းစီထောက်ကြ ဒီနေ့လဲငါတို့တက္ကသိုလ်တုံးရလို့ပဲဖတ်ထုတ်ပေါင်းစားကြမယ်လေ။ကိုတငယ်ချင်းရဲ့စကားကိုကြားပြီးတော့မန္တကပါဆက်ပိန်နေပါတယ်။သူတငယ်ချင်းတွေအားလုံးကပဆန်တွေထုတ်နေကြပါတယ်။အဲ့တော့နန္တကပြောခဲ့ပါတယ်။တငယ်ချင်းတို့ရေဘာဖြစ်လို့လဲဆိုတော့ဒီနေ့ငါနေနို့နဲ့တူမုံထိုင်စားလို့မရဘူး။ငါအိမ်မှာဟင်းသီးဟရွက်ဝယ်သွားရမယ်။သွားတော့မယ်နော်။နန္ဒာကအလိုပြောပြီးအရိကနေထွက်သွားပါတယ်။ဘာလို့လဲဆိုတော့သူ့စီမှာပတ်စံမရှိလို့ပါ အဲ့ဒီအချိန်မှာနောက်ကနေသူတငယ်ချင်းတယောက်ရဲ့အတန်ထွက်ပေါ်လာခဲ့ပါတယ်။ဘလို့လိန်ပြီးသွားနေလဲကြည့်အောင်ငါတို့သိတယ်။သူ့မှာပတ်စံမရှိဘူး။သူဟာဆင်းရဲတယ်လေ။ကဲထားလိုက်ပါတော့ဟာ။သူမရှိပဲငါတို့မဟုတ်ဝဲစားကြတာပေါ့။နန်းတော်ကသူတငယ်ချင်းတွေပြောတာကိုကြားသွားပါတော့တယ်။ဒါပေမဲ့သူကဘာမှမကြားရတယ်လို့ဟန်ဆောင်လိုက်ပါတယ်။ပြီးတော့ခက်ဝဲဝဲရှောက်သွားတော့သူကငိုပါတယ်။ပတ်စံကလည်းဘလို့လဲမသိဘူးနော်။ပတ်စံရှိတဲ့လူစီမှာကဘာတစ်ခုလုံးရှိတယ်။ဒါပေမဲ့ ပဆန်မရှိတဲ့လူစီမှာတော့ဘာမှမရှိဘူး။နန်းနာကပဆန်ကြောင့်ငိုနေပါလေ။နောက်တစ်ဖက်မှာတော့မာယာကနှလုံးသားကြည်ကွင်းစွာနဲ့သူ့သားသမီးတွေကိုဆုံးမနေပါလေ။မာယာရဲ့အင်းကအချင်းလေးကရမ်းစိုးနေပါလေ။စီးရင်မှုကြောင့်သူတို့အိမ်မှာပန်ကားလေးတစ်ခုတောင်မရှိပါဘူး။ရာသူရသားတွေအလုံးကနေရာဒီမှာကိုယ့်အိမ်ကရေပိုက်ကနေရေကိုယူကြပါလေ။ပြီးတော့မာယာကအိုးနဲ့ရေတွင်းထဲကနေရေယူတဲ့တူဦးတွေတော့မျိုးသမီးဖြစ်ပါလေ။ဒီနေ့မှလည်းမာယာကအိုးနဲ့ရေတွင်းမှာရေသွားဖြေပါလေ။ အဲ့ဒီချိန်မှာသူကနေကြီးကိုတွေ့ခဲ့ပါတယ်။မာယာရဲ့ပဲသွားမလို့လဲရေတွင်းရနေရေသွားခက်မလို့လားနေရာခုထိရေတွင်းထဲကနေရေခက်ရတာလားတနာဆရာပဲနော်ငါရဲ့တန်ရာတွေကိုဘာလို့စားနဲ့လိုက်ပုတ်နေရလဲနေရာငါရဲ့အိမ်နီးနားချင်းမှာပဲနေတာလေပြီးတော့အရာအားလုံးကိုလည်းသိနေတယ်လေအဲ့ဒါလဲဒီလိုစကားတွေကိုဘာလို့ပြောတာလဲမှန်တယ်လေနေရာစင်းရတဲ့အမျိုးသမီးတယောက်ဖြစ်တယ်ဆိုတော့ငါသိတယ်ဒါနဲ့ ီနေ့ငါငါကလေးတွေကိုအရန်ကောင်းတဲ့စားတော့ဆိုင်မှာဖတ်ထုတ်ဝယ်ကြွေးဖို့သွားနေတာနင့်ကလေးတွေလည်းဖတ်ထုတ်တောင်းတနေမှာပဲနော်နင်ဟာသူတို့ဘာလို့ဖတ်ထုတ်မဝယ်ကြွေးတာလဲပြောပါဦးနေကြီးကအဲ့လိုပြောပြီးတော့ထွက်သွားလိုက်ပါတယ်နေကြီးဟာမာယာကိုဘလောက်ထိတောင်နာကျင်စီလေးဆိုတော့ကိုသူမသိခဲ့ပါဘူးမာယာကဝမ်းနည်းစွာနဲ့ရေတွင်းထဲကနေရေးသွားဖြစ်လိုက်ပါတယ်ပြီးတဲ့နောက်မှာသူကစိတ်ပြက်လက်ပြက်နဲ့အင်ကိုရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ဒီနေ့မာယာကမျက်နှာဘက်မှာသူကလေးတွေနဲ့အတူဈေးကိုသွားခဲ့ပါတယ်။ ညနေဘက်ဆိုရင်ဟင်းသီးဟွက်တွေအားဈေးသက်သာတယ်။အဲဒါကြောင့်ညနေဘက်မှာဟင်းသီးဟွက်ဝယ်တာငါ့အတွက်ပိုသင့်တော့တယ်။ဦးလေးရေဘာဟင်းသီးဟွက်တွေရှိလဲ။တမီးရေဒီနေ့တော့ကော်ဘီတို့မုံလောင်ဦးနေမြို့သီးနဲ့ကြက်တော်နေတချို့ကြံ့နေတယ်။တပိတ်တာကို၃ထောင်နဲ့ယူသွားလိုက်ပါ။ဘလို့ဒီဟင်းသီးဟွက်တွေအကုန်လုံးကိုတပိတ်တာမှ၃ထောင်နဲ့ယူရမယ်။ဟုတ်ပြီငါဒီကနေပဲဟင်းသီးဟွက်တွေဝယ်သွားလိုက်မယ်။ပြီးတော့ကလေးတွေအတွက်အိမ်ယူသွားပြီးဖတ်ထုတ်လုပ်လိုက်ရော။ မာယာကဈေးတက်တာတဲ့ဟင်းသီးဟင်းရွက်ကိုကြည့်ပြီးအကြံရလာခဲ့ပါတယ်။ပြီးတော့သူကအိမ်မှာပဲဖတ်ထုတ်လုပ်ဖို့တွေးလိုက်ပါတယ်။ကလေးတွေကလည်းသူနဲ့အတူရှိနေပါတယ်။ကလေးတို့ရေနင်တို့အမေလုပ်တဲ့ဖတ်ထုတ်ကိုစားမလား။တကယ်လားယင်အမေအမေကဖတ်ထုတ်လုပ်နိုင်လား။ပျော်လိုက်တာပျော်လိုက်တာ။ဟုတ်ကဲ့အမေသမီးတို့အမေလုပ်တဲ့ဖတ်ထုတ်ကိုစားမယ်။အမေရေဖတ်ထုတ်နဲ့အတူချင်းယိုလေးလုပ်ပြီးနော်။မာယာကသူ့ကလေးတွေရဲ့ပျော်ရွှင်မှုကိုမြင်ပြီးအယံပြိုသွားခဲ့ပါတယ်။ နောက်တော့ဘာဖြစ်မလဲဆိုတော့သူကဖတ်ထုတ်လွတ်ဖို့အတွက်ဟင်းသင်းဟင်းရွက်တွေနဲ့ဂျုံမုံတွေကိုဝေလိုက်ပါတယ်။ပြီးတဲ့နောက်မှာအင်ကိုရောက်လာခဲ့ပါတယ်။အင်ကိုလာပြီးမာယာကဖတ်ထုတ်လွတ်ဖို့အတွက်စတင်ပြီးပြင်ဆင်ပါတယ်။ချွေးမရေဘာရီလုံနေရလဲ။အမေရေကျမဖတ်ထုတ်လွတ်ဖို့အတွက်ပြင်ဆင်နေရပါ။ကျမကလေးတွေကဖတ်ထုတ်အရင်စားချက်နေကြတာလေ။အဲ့ဒါကြောင့်ပါ။နေရအိမ်မှာပဲဖတ်ထုတ်ကိုလုံမလို့လား။လာငါနဲ့ကူညီပေးမယ်။ငါပါလို့ပေးရမလဲပြော။ရှောင်းမရေ ရောင်မဖတ်ထုတ်လို့နေရလားကောင်းတယ်ညီမလေးလည်းရောင်မနည်းနည်းလေးကူညီပေးမယ်အိမ်တို့အိမ်သားတွေအားလုံးကဖတ်ထုတ်လို့တာနေပဲအလုပ်တွေရှုံနေပါတယ်အိမ်မှာပန်ကားလည်းမရှိပါဘူးအိမ်ကုန်းလည်းမရှိပါဘူးဒါပေမဲ့ဖတ်ထုတ်လို့နေတဲ့ပျော်ရွှင်မှုကြောင့်အားလုံးရဲ့ချွေးတွေကလည်းခန်းချောက်သွားခဲ့ပါတယ်ပြီးတော့မျက်နှာလေးတွေလည်းပြုံးရွှင်နေကြပါတယ်ပြီးတော့ကလေးတွေကလည်းအပြင်ကိုထွက်ပြီးပျော်ရွှင်စွာနဲ့ကစားနေပါတယ်။အဲ့ဒီအချိန်မှာဘာလို့နေရလဲထက်မြက်ကြီး။မင်းဘာလို့အဲ့လောက်ပျော်နေရလဲ။ ဆိုမင်းဒီနေ့ငါမေကအိမ်မှာပဲဟင်းသင်းဟင်းရွက်ဖတ်ထုတ်ကိုလုပ်နေတာမင်းစားမလားလန်ကာမေကိုပြောပြီးတော့မင်းအတွက်လည်းဖတ်ထုတ်လုပ်ခိုင်းမယ်ထမ်းမြက်ရဲ့စကားကိုကြားပြီးတော့ဆိုမင်းကလည်းသဘောတူလိုက်ပါတယ်အဲ့နောက်မှာသူကစင်းရဲနွမ်းပါတဲ့ချွေးမအိမ်မှာဖတ်ထုတ်စားဖို့ရောက်လာပါတယ်မာယာကဆိုမင်းကိုကြည့်ပြီးမျက်နာမမေ့ခဲ့ပါဘူးပြီးတော့သူကလေးတွေနဲ့အတူဆိုမင်းကိုလည်းဖတ်ထုတ်စားဖို့ပြလိုက်ပါတယ်။အမေရေဒါအရန်အရသာရှိရပဲတကယ်ပါအမေရဲ့ မေရေအမေလှုပ်တဲ့ဖတ်ထုတ်တရားရင်းကောင်းတာပဲဟုတ်တယ်အန်ဒီရေအန်ဒီကစားတော့ဆိုင်နဲ့လှင်းမှရောင်းတဲ့လူထက်တောင်ပူကောင်းတဲ့ဟင်းသီးဟင်းရွက်ဖတ်ထုတ်ကိုလှုပ်ထားတာပဲဒီဟင်းသီးဟင်းရွက်ဖတ်ထုတ်ကရင်းအရသာရှိတယ်အန်ဒီဖတ်ထုတ်ရောင်းတဲ့အလုပ်ကိုလုပ်ရင်အန်ဒီဖတ်ထုတ်တွေအများကြီးရောင်းရမှာတကယ်လားကဲနင်တို့တွေကဒီဟင်းသီးဟင်းရွက်ဖတ်ထုတ်ကိုကြိုက်ကြတယ်ဆိုတော့ငါရဲ့ကြိုးစားအားထုတ်မှုအကောင့်ထဲပေါသွားပြီလို့ပဲမှတ်လိုက်ပါအခုပါလို့ချင်သေးလဲအမေရေရော့ဟင်းသီးဟင်းရွက်ဖတ်ထုတ်ကိုအမေလည်းစားနော် ပေချွေးမရေချွေးမရေဟင်းသင်းရွက်ဖတ်ထုံတဲ့အချင်းရံအရှမ်းကောင်းတာပဲဒေါခိုင်စင်ရဲ့စကားကိုကြားပြီးတော့မာယာကအရင်ပြိုသွားခဲ့ပါတယ်သူကသူ့ယောက်ျားနဲ့ရောင်းမကိုလည်းဖတ်ထုံကြည့်ပါတယ်အဲ့တော့ကိုလင်အားလုံးကအရင်ကြိုက်ကြပါတယ်ကိုနေလင်းရေကျမစဉ်းစားနေရလေအခုခေတ်မှာလူတိုင်းကဖတ်ထုံကိုကြိုက်ကြတယ်အဲ့တော့ကျမဟင်းသင်းရွက်ဖတ်ထုံကိုစရောင်းရင်ကောင်းမလားလို့လေအစပိုင်းမှာတော့အလုပ်စားဖို့အတွက်ပတ်စံအများကြီးလိုအပ်လိမ့်မယ်ကျန်တာတော့အလုပ်ကနေပဲရလာမယ်လေ ။မာရရဲ့စကားကိုနေလင်းကလည်းနားလေသွားခဲ့ပါတယ်။သူက သူ့ရွာကတထေးစီကနေပတ်ဆံချိလိုက်ပါတယ်။ပြီးတော့သူကမာရရဲ့ဟင်းသင်းဟင်းရွက်ဖတ်ထုတ်ရောင်းမဲ့အလုပ်ကိုစတင်ခံလိုက်ပါတယ်။မာရလုပ်တဲ့ဖတ်ထုတ်ကိုလူတိုင်းကအရင်ကြိုက်ကြပါတယ်။ပြီးတော့သူ့အလုပ်ကလည်းတိုးတက်လာခဲ့ပါတယ်။ဒီလိုနဲ့သူ့အိမ်အခြေအနေလည်းပြောင်းလဲသွားခဲ့ပါတယ်။အခုတော့မာရရဲ့အိမ်မှာလည်းပြုံရှင်မှုတွေရှိနေပါပြီ။ပြီးတော့အကောင်းဆုံးအရာကတော့အခုသူ့ကလေးတွေလည်းနေတိုင်းဖတ်ထုတ်စားနိုင်သွားပါပြီ။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။